ကမ္ဘာပေါ်ကနိုင်ငံတွေကိုဖွံ့ဖြိုးပြီးတဲ့နိုင်ငံဖွံ့ဖြိုးဆဲနိုင်ငံနဲ့ဖွံ့ဖြိုးမှုနှိကွေးတဲ့နိုင်ငံတွေလို့ဘလို့အဆင့်တက်မှတ်ကြတာလဲဆိုပြီးမိတ်ဆွေတို့အားလေတွေးမှုကြမှာပါဒါချမ်းသာကြွယ်ဝမှုအပေါ်မှာတမူတီတာမဟုတ်ပါဘူးဗျာကမ္ဘာကုလသမဂ္ဂနဲ့ကမ္ဘာပံလူမျိုးနိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့ကမ္ဘာလုံးဆိုင်ရာလူမျိုးအဆင့်နှံကွာခြားမှုနားလည်ပြီးကိုင်းတဲ့ဖြစ်ရှင်းနိုင်ဖို့နည်းလမ်းဖြစ်ပါတယ် ဒီလိုအဆင့်သတ်မှတ်ချက်ဟာရွေးချယ်တဲ့ငွေကြေးပမာဏတိုင်းတာမှုကျော်လွန်ပြီးဒီထက်ပိုပြီးတော့တောချက်ကြတဲ့ညွှန်းကိန်းတွေကိုအသုံးပြုထားကြတာဖြစ်ပါတယ်။အဲ့ဒီထဲမှာအဓိကအခြေခံအကျဆုံးတိုင်းတာမှုကတော့ Gross National Income GNI လို့ခေါ်တဲ့နိုင်ငံတကာနိုင်ငံရဲ့ပြည်သူ့တဦးချင်းစုစုပေါင်းဝင်ငွေဖြစ်ပြီးတော့နိုင်ငံတစ်ခုရဲ့စုစုပေါင်းဝင်ငွေကိုအဲ့ဒီနိုင်ငံမှာရှိတဲ့လူဦးရေနဲ့အချိုးကျပြီးရရှိလာတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒီတိုင်းတာမှုကနေရလာတဲ့ရလဒ်တွေကိုကြည့်ပြီးကိုယ်တိုင်းပြည်ရဲ့ပြန်မြချမ်းသာကြွယ်ဝမှုပမာဏကိုသိရှိနိုင်ပါတယ်ဗျ။ ဒုတိယတစ်ခုကတော့ Human Development Index လို့ခေါ်တဲ့လူသားဖွံ့ဖြိုးတိုးတက်ရေးညွှန်ကိန်းဖြစ်ပြီးတော့ဒီစနစ်ကတော့ပထမတစ်ခုတည်းပိုအဆင့်မြင့်ပြီးပိုပြီးကျေပြန့်တဲ့သဘောတရားရှိပါတယ်။အထူးသဖြင့်လူနေမှုတက်တန်းကျောင်းနေခဲ့ရတဲ့နှစ်တွေနဲ့ GNI စနစ်တွေကိုခြုံငုံကြည့်ရှုရတဲ့တိုင်းတာမှုတစ်ခုဖြစ်ပါတယ်ဗျ။နောက်ဆုံးတစ်ခုကတော့ industrialization နဲ့ infrastructure လို့ခေါ်ရဲဆက်လုပ်ငန်းတွေနဲ့စီကံဆော့အောင်ဆိုင်ဆိုင်မှုပမာဏတွေကိုကြီးရှုတဲ့စနစ်ဖြစ်ပါရဲ့ဗျာ ဒီစနစ်ဟာရှုပ်ပေးလာတဲ့စီးပွားရေးစနစ်တစ်ခုလုံးကိုချုပ်ငုံကြီးရှုရတာဖြစ်ပြီးဆိုလိုချင်တဲ့ဘောကစိုက်ပျိုးရေးကိုအီကိုနေရတဲ့ဘဝကနေစက်မှုလုပ်ငန်းတိုးတက်လာပြီးစက်မြင့်နည်းပညာတွေနဲ့ဝန်ဆောင်မှုပိုင်းဆိုင်ရာပိုင်ဆိုင်မှုကဏ္ဍတွေအထိပါဝင်ပါတယ်။ဒါပေမဲ့ဒီစနစ်ကြီးတစ်ခုလုံးကတည်ငြိမ်တဲ့တက်ဆက်ဆိုင်ရင်နဲ့မျက်နှုံးမြင့်အင်တာနက်တွေပေါ်မှာအလွန်မင်းမိကိုနေရပါတယ်ဗျ။ okay ဒါဆိုဘယ်နိုင်ငံတွေကဘယ်အဆင့်မှာရှိလဲဆိုတာကိုကျွန်တော်တို့အကြံဖြည့်ကြည့်လိုက်အောင်ဗျ။ အရင်ဆုံးအမေရိကန်ဂျပန်နဲ့နောက်ဥရောပနိုင်ငံအများစုဟာဒီအဆင့်ထဲမှာပါဝင်ပါတယ်လူတို့တွေကနိုင်ငံတကာနိုင်ငံရဲ့ပြည်သူသုံးချင်းဝင်ဝင်စုစုပေါင်း GNI ပမာဏမြင်မာတာလူသားဖွံ့ဖြိုးတိုးတက်မှုအညွန့်ကိန်း HDI ပမာဏမြင်မာတာအပြင်ငွေဆောင်မှုလုပ်ငန်းနဲ့ဒီပညာကဏ္ဍတွေတံမိုးထားတဲ့စက်မှုခင့်တုံစီးပွားရေး institution တွေအများကြီးကိုပန်းဆိုင်ထားပါတယ် ဒါအပြင်ဆင်းရဲမွဲတေမှုနဲ့ပါခြင်းအလွန်ကောင်းမွန်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုနဲ့အစင်းမြေအခြေခံဆော့အုံတွေအများကြီးကိုလည်းပိုင်းဆိုင်ထားကြတာမျိုးချမ်းသာကြွယ်ဝမှုပမာဏနဲ့လူမျိုးအစင်းတန်းတွေကလည်းအလွန်မြင့်မားကြပါတယ်ဒီနိုင်ငံတွေရဲ့စီးပွားရေးတွေဟာတည်ရင်မှုအခြေဆုံးတွေဖြစ်ကဘာကအတိမတ်ပြထားကြပါတယ်ဗျာ ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းပြင်းပြစွာထွန်းကားလာပြီးဖက်မီဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့လူမျိုးမှုအဆင့်အတန်းအတော်အသင့်ဆင်းရဲလာတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒီနိုင်ငံတွေရဲ့စီးပွားရေးတွေကိုတိုးတက်ဆဲစီးပွားရေးတွေဖြစ်လို့တည်ပြပါရပြ။ဒီနိုင်ငံတွေမှာဝင်ငွေနဲ့ပညာရေးပိုင်းဆိုင်ရာကဏ္ဍတွေမှာတည်တာတဲ့တိုးတက်မှုတွေပြနေပေမဲ့စင်းရဲမွဲတည်မှုဝင်ငွေမညီမျှမှုနဲ့ပြည်သူဝန်ဆောင်မှုစနစ်တွေမှာအားနည်းပြီးအဆင့်မြင့်တင်မှုလိုအပ်ခြင်းစတဲ့အားနည်းချက်တွေကိုယ်စီရှိကြပါတယ်အထူးသဖြင့်အိန္ဒိယ၊ဘရာဇီးနဲ့တရုတ်နိုင်ငံတွေဖြစ်ပါတယ်ဗျာ ီယောဆုဝင်နိုင်ငံတွေဟာကမ္ဘာပေါ်ကအဆင်ရဆုံးနိုင်ငံတွေဖြစ်ပြီးအဆိုးရွားဆုံးအခက်အခဲတွေကိုရင်ဆိုင်နေကြရပါတယ်။ဝင်ဝင်အလွန်နှိမ့်ချခြင်း၊ကျန်းမာရေးညံ့ဖြစ်ပြီးစားတက်မြောက်မှုတွေပါတဲ့လူဆွာအရင်းမြစ်များများပြားလာခြင်းတွေအပြင်စီဘွားရေးနယ်လမ်းမထူနိုင်တာတွေနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းတာတွေအထိဆိုးရွားလုံးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေကြရတာပါဗျ။သူတို့ရဲ့စီဘွားရေးစနစ်တွေဟာတပေါက်ကပတွေဖြစ်နေတတ်ပြီးနိုင်ငံတကာရဲ့အတူငွေတွေနဲ့ယက်တည်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုမျိုးနိုင်ငံတွေကိုအဆင့်ခွဲခြားသတ်မှတ်တဲ့စနစ်ဟာပုံသေးလက်သတ်မှတ်ခြင်းမဟုတ်ပဲအများအားပြောင်းလဲနေတတ်တဲ့သဘောကိုနားလည်ထားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတွေဟာတုတ်တက်ဖို့အများအားကြိုးပမ်းနေကြတာမဟုတ်ပါပဲဗျ။ဒါအပြင်ဒီအဆင့်တက်မှတ်တဲ့စနစ်ဟာအကူအညီတကယ်လိုအပ်နေတဲ့နိုင်ငံတွေစီကိုနိုင်ငံတကာအကူအညီတွေကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ဖွံ့ဖြိုးတိုးတက်ရေးချိုးပန်းချက်အစီအစဉ်တွေအမှန်တကယ်ရောက်အောင်ကူညီပေးနိုင်ပြီး